မင်္ဂလာညချမ်းပါအာကတတော်ဤရဲ့တမှုချုပ်ဘုချုပ်ထွန်းမြင့်နိုင်မွေးနေ့ဆူတောင်းစကားပြောပြကြတော့ပြည်သူလူထုများရဲဘော်ရဲဘက်များမိတ်ဆွေများအလုံးတို့မိမိကလည်းချမ်းမာလုံခြုံအေးချမ်းစွာရှိကြစီရန်ပြန်လေဆူတောင်းမေတ္တာပို့တာပါကြောင်းရဲဘော်ရဲဘက်များရခိုင်မျိုးသားအဖွဲ့ချုပ်နေပြည်သူဝန်ထမ်းများအားလုံးကလည်း ပြည်သူများ၏မျော်လင့်ချက်ဆန္ဒများအမြန်ဆုံးပြည်ဝစီရန်ရုံးကန်ကြိုးစားတိုက်ပွဲဝင်မည်ဟုအာရကတ္တောအေရဲ့တမှုချုပ်ဘုချုပ်ထွန်းမြတ်နိုင်ရဲ့ဒီကနေ့ဂျေဇူးတင်လွာမှာဖော်ပြပါတယ်ဒီနေ့မှာအာရကတ္တောအေနဲ့ပတ်သက်တဲ့သတင်းထူးတွေရှိနေပါတယ်အာရကတ္တောအေရဲ့ရခိုင်ပြည်နယ်သိမ်းတိုက်ပွဲကြီးနဲ့ပတ်သက်ပြီးတော့ဒီကနေ့နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းရဆိုရင် ရခိုင်ကမြို့လေးမြို့ကိုပြန်ပေးဖို့တရုတ်ကတဆင့်ဖက်စစ်စကွေးတက်မှာတောင်းရမ်းနေတယ်လို့ကျွန်တော်ကြားနေရပါတယ်ဖက်စစ်တက်ဟာအာကတတော်အီတက်ခိုက်သိမ်းပေးထားတယ်ကွာတန်တွဲတောင်ကုတ်အန်းတွေလေးမြို့ရွေးကောက်ပွဲလှုပ်ဖို့အတွက်တရုတ်မှာတဆင့်ပြန်ပေးရန်တောင်းဆိုတယ်ဆိုတဲ့သတင်းများထွက်ပေါ်နေပါတယ်အာကတတော်အီကတော့ အန်ကယ်ကတော့ no ပါတဲ့အကိုထွန်းကတော့ no ပါလို့ညင်းဆိုရမှဒီကနေ့ဆိုရင်အာကတတော်အေအေတိမ့်ပိုက်ထိမ့်ချုပ်ထားတဲ့မြို့ရွာတွေကအပြစ်မဲ့ပြည်သူလူထုနေထိုင်တဲ့ရက်ွက်တွေကိုဇက်တိုက်ပုံကျဲချမှုတွေလုပ်နေတယ်ဆိုတာအားလုံးလည်းသိပြီးသားဖြစ်မှာပါအဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အော်တိုဘာလ၄ရက်နေ့အော်တိုဘာလမတိုင်ခင်ပေါ့ဗျာနောက်ဆုံးထားပြီးတော့ပြန်ပေးဖို့တေယုတ်ကနေတဆင့်ဖက်စစ်တပ်က တောင်းခံတယ်လို့ကျွန်တော်တို့သိရတယ်အဲ့တော့တေယုတ်နေပတ်သက်ပြီးတော့တေယုတ်ကတေယုတ်စီကနေပြီးတော့အတနာခံတဲ့အတွက်လာချုပ်ဒီဘောမိုးကုတ်မိုးမိတ်ကြောက်မဲနောင်ချုပ်အဆရှိတဲ့မျိုးတွေကိုတောင်းလို့ရတယ်လို့ပြန်တောင်းမယ်ပြန်တောင်းနေတယ် ရွေးကောက်ပွဲလှုပ်ဖို့အတွက်တောင်ကုတ်တန်တွေအန်ကွာဒါရီကိုဖတ်စစ်တက်ကပြန်လူချင်းနေတယ်တေးုံနဲ့တောင်းနေတယ်အာကတ်တော့အေးရဲ့တမှုချုပ်ဘူးချုပ်ထုံးမြင့်နိုင်ဒုတိယစစ်ဦးစီးချုပ်ဒါတာညွထွန်းအောင်သူတို့ကလေတေယုတ်ကဖိအားပေးနေဆိုတဲ့သတင်းကိုကျွန်တော်ကြားနေရတ တရုတ်ကနိုင်ငံရေးအရဩစာပါဝါရဖိအားပေးနေတယ်လို့ဖက်စစ်တပ်ဟာလေလူတွေရက်ခွက်တွေကိုဘုံကျဲပြီးတော့ဖိအားပေးနေတာတွေ့ရပါတယ်ဒါပေမဲ့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့အရခတ်တပ်တော်အေအေဘက်ကရောစစ်တပ်ဘက်ကရောတရုတ်ဘက်ကရောတရားဝင်သတင်းထုတ်ပြန်မှုတော့မရှိသေးပါဘူးအဲ့တော့တမှုချုပ်ဘုချုပ်ထွန်းမြတ်နိုင်ရဲ့58နှစ်မြောက်မွေးနေ့ပြည်သူနဲ့ အာခတ်တတော် A ရဲ့တပ်ပေါင်းစုတွေနဲ့တသားတည်းရှိနေတဲ့အချိန်စစ်မျက်နှာတိုင်းသုံးတိုင်းစစ်မျက်နှာနဲ့ရခိုင်ပြည်သိမ်းတိုက်ပွဲဒီအချိန်တွေနဲ့အတူတရုတ်ကဖိအားပေးတာတွေရှိလာနိုင်တယ်လို့ဖက်စစ်တပ်ကလည်းဘုံကျဲဖိအားပေးတာတွေရှိလာနိုင်ပါတယ်ဒါကြောင့်မို့ရခိုင်ပြည်နယ်သိမ်းတိုက်ပွဲတစ်ခုလုံးမှမကျောက်ဖြူဟာအာခတ်တတော် A အတွက် တော့ချက်ဟောဖဲတခုထက်လာနိုင်စရာရှိပါတယ်။ကြောက်ဖြူမှာအစုတ်တအဖိအဖော့အတိုးအစုတ်တွေ ਨੇ တရုတ်ဟာအာခတ်တတော် EC ကိုတော့လေးသံမမာနဲ့မပြောရဲလောက်ဘူးလို့ယူဆလို့ရပါတယ်။သို့တော့ဘတ်စစ်တက်ကိုဘုံချဲနိုင်ဖို့အာခတ်တတော် EC ကိုတိုက်ခိုက်နိုင်ဖို့ဤပညာလက်နက်ငွေချင်းများကိုတော့ရရရရအကူညီပေးမယ်ဆိုတာကတော့ ငင်းလို့မရတယ်လို့ကြောက်ဖြူမှလည်းတရုတ်ရဲ့လုံခြုံရေးတပ်ဖွဲ့လို့အမည်ခံထားတဲ့ဂျေစာတပ်ဖွဲ့တွေရောက်ရှိနေတာကိုလည်းအားလုံးသိရှိပြီးဖြစ်မှာပါ။ဒါကြောင့်မို့ကြောက်ဖြူတိမ့်မဲ့တိုက်ပွဲကြောက်ဖြူရဲ့စီရေးကြောက်ဖြူရဲ့အခြေအနေဟာမြို့တော်လည်းရဲ့တော့ကြကြတဲ့အခြေအနေတစ်ခုကိုရောက်လာတယ်လို့အာခတ်တတော်အေးနဲ့တပ်ပေါင်းစုတွေရဲ့ စီရင်နိုင်ငံကြီးဘဝဖက်တစ်ချက်လို့လဲကျွန်တော်တို့ယူဆလို့ရပါတယ်ဒီနေရာမှာ58နှစ်ပြည့်မွေးနေ့မကြာခင်မှာကြောက်ခဲ့တဲ့အရကတက်တော်အေးရဲ့တမူးချုပ်ဘုချုပ်ထွန်းမြတ်နိုင်ဒုတိယတမူးချုပ်ဒုတိယစဦးစီးချုပ်ဒေါက်တာညိုထွန်းအောင်အပါဝင်အရကတက်တော်အေးရဲ့ခေါင်းဆောင်တွေရဲ့စီရင်နိုင်ငံကြီး geopolitics ဆိုတဲ့ပထဝီနိုင်ငံကြီးတွေကတော့ ခက်ညံ့ညံ့တော့မဟုတ်ဘူးလို့ကျွန်တော်တို့ယုံကြည်သလိုစီးပြူဟာတိုက်ရိုက်ခိုက်ရင်နဲ့ယုံကြည်ချက်ဇွဲတက်သည့်ကိုတော့တိုင်းပြည်လုံးကပြည်သူ အများယုံကြည်ကိုးစားရတဲ့ခေါင်းဆောင်တွေအဖြစ်ကို တလန်းချင်းတလန်းချင်း ရောက်ရှိလို့လာနေပါအဲ့တော့အာကတ်တတော်အေးရဲ့မကွေးတိုင်းစစ်မျက်နှာဟာကကပ္ပစာ၁၆ အနီးမှာဧရာဝတီစစ်မျက်နှာဆိုရင်တာပေါင်း၄မျက်နှာထိငတိုင်းကြောင်းတဝက်ပကိုးတိုင်းစစ်မျက်နှာဆိုရင်လေအဲ့တော့ကျွန်တော်ရှီရှီဝူဝီဒီမပြောနေတော့ဘူးလာမဲလာရီမှာအာခတ်တက်တော်အီအီစီးနိုင်ငံရေးဂျီယိုပိုလစ်တစ်တော်လန်စစ်မျက်နှာအဖွင့်နဲ့တိုင်းတုံးတိုင်းထိုးစစ်ဟာ ျွန်တော်တို့ယုံကြည်မြုံလင့်ရတဲ့ထိုးစစ်ကြီးတော်လန်ထိုးစစ်ကြီးတပ်ပေါင်းစုကြီးကိုမြုံလင့်လို့ရနိုင်တဲ့အခြေအနေမျိုးတော့တွေ့နေရပါတယ်။ဒါပေမဲ့စည်ရီးဆိုတာကလည်းကျွန်တော်တို့ခင်ဗျားတို့လူဗီဒီယိုလေးတစ်ပုတ်ထိုင်ကြည့်သလိုဗီဒီယိုလေးတစ်ပုတ်ထိုင်ပြောနေသလိုမလွယ်ကူလားလေအခါကျတော့အရကတတော်အီမာလေအဖက်ဖက်ကနိုင်ငံရေးထိုးနှက်မှုဖြစ်တဲ့ရွန်ဂျာခေါင်းစဉ်အောက်ကထိုးနှက်မှုတွေကိုရင်ဆိုင်နေရသလို တိမ့်ပိုက်ထားတဲ့မြို့နေတွေကမြို့ရွာတွေကိုစီမံအုပ်ချုပ်ရေးတစ်ဖက်မှာတရုတ်ရဲ့ဖိအားတစ်ဖက်မှာစစ်မျက်နှာဖွင့်ထားတဲ့စစ်မျက်နှာများရဲ့တိုက်ပွဲအစီအမံတွေးကြည့်ရင်အင်မတန်ကိုကြီးကျယ်ခမ်းနားလာတဲ့ညမຫນွေဦးတော်လံရေးထဲမှာပါဝင်နေတဲ့အာရခတက်တော်အေးရဲ့တပ်ပေါင်းစုရဲ့လောက်ကင်ဆောင်ရွက်နိုင်စွမ်းကတော့အမခန့်အခြေအနေလို့ပြောလို့ရပါတယ် ီနေရာမှာတခုတတိယလို DNL လေးကတရုတ်ဖိအားကြောင့်လေအနေနဲ့ဘုံကျဲလို့စုပ်ပေးလိုက်ရတယ်ဆိုတဲ့အကြောင်းလေးကိုတတိယလို့သူ့ရဲ့မဟာမိတ်ညီနောင်တယောက်ဖြစ်တဲ့အာရခတ်တက်တော် AA ဟာ DNL တက်စာရင်အစာပေါင်းမြောက်များစွာ ရုံးကန်ရပါတယ်ပင်လယ်ပြင်ကြီးကိုနောက်ခံကြောပေးပြီးတော့တိုက်ပွဲဝင်နေရတယ်လို့နပခဆိုတဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကြီးကိုတင်းယူနိုင်တဲ့အခြေအနေမျိုးနဲ့အတူ ဖဆစ်တကကြီးရည်လေးဘတ်စုံစစ်ပွဲကြီးကိုဆင်နွဲတာအန်တုရင်ဆိုင်နေရတာပါနောက်တစ်ချက်ကအာကတတော်ရဲ့အထူးခြားဆုံးအချက်ကလေလုံးဝခံစစ်မထားတာပါခံစစ်ဟာတော်လန်ကြီးကိုတတ်တယ်လို့ပါပဲဆိုရဲမော်စီတုံးရဲ့အစုံမိန်လေးကျွန်တော်တတိယတော့ညှက်ပြောပြရစီတော်လန်ကြီးတရက်ကိုဆင်နွဲတဲ့နေရာမှာလှောက်ရှားရုံးကန်နေတဲ့ transition transit the dan ထိုးစစ်ကားတာလင်အကောင်းဆုံးအချိန်ကိုဖန်တီးနိုင်မှာဖြစ်တယ်လို့လက်နက်ပြတ်ထိုးစစ်များကတော့အောင်ပွဲကိုရယူနိုင်တယ်လို့ဆိုထားတယ်လို့ transit ဆိုတာတော်လိုင်းကြီးကိုတတ်မဲ့တော်လိုင်းကြီးကိုဖျက်ဆီးမဲ့စည်ရေးလက္ခဏာတရက်လို့ပျောက်ကြားထိတ်တန်းကပပျောက်ကြားပါရဂူရီဖြစ်တယ်မော်စီတုံးကပြောထားတာလေတတိယတော့ ဲ့မှာကျွန်တော်ဖြတ်ခနဲ့အာရခတ်တတ်တော်အီအီရဲ့စစ်တတန်းကိုတတိယလိုက်တာအာရခတ်တတ်တော်အီမှာလုံးဝခံစစ်မရှိဘူးခံစစ်ရှင်တတန်းထိုးစစ်နေလက်တပြက်တိုက်စစ်ဘယ်ပွဲမစို့ဘယ်စစ်မျက်နှာမစို့လက်တပြက်တိုက်စစ်ခံစစ်တတန်းထိုးစစ်ခံစစ်တတန်းဒီလိုအခြေအနေမျိုးဟာအာရခတ်တတ်တော်တိုက်ပွဲတွေမြောင်များစွာအောင်မြင်ခြင်းရဲ့တော့ချက်တစ်ခုလို့ ယူဆမိပါတယ်လူကြီးမင်းတို့ကဘယ်လိုယူဆတယ်လဲဒီကနေ့မိုးကုတ်ကြောင်းပြောပြချင်သေးတယ်မိုးကုတ်မှာလာရောက်စုစည်းတဲ့တပ်တွေကိုတပ်ပေါင်းစုပြီးမြို့ကိုအုပ်ချုပ်မယ်ဆိုတဲ့သတင်းကြားရပါတယ်အဲ့တော့မြို့ကိုအုပ်ချုပ်စီမံတဲ့နေရာမှာတော်လိုင်းတပ်တွေကတိုက်ရိုက်ကန်တွယ်တာမျိုးမဟုတ်ပဲကျွန်တော်အကြံပြုလိုတာက တပ်ပေါင်းစုကမြို့ရဲ့စည်ရေးအစီအမံများကိုဆောင်ရွက်မြို့လူလူကရွေးချယ်တဲ့မြို့အုပ်ချုပ်ရေးကော်မတီကိုဖွဲ့မြို့လူလူကရွေးချယ်ပေးတဲ့မြို့ဆောင်တပ်ကိုဖွဲ့စည်းပြည်သူနဲ့တကားတယ်မိုးကုတ်မြို့ရဲ့အုပ်ချုပ်ရေးကိုစီမံစည်းကြပါလေမိုးကုတ်မြို့ရဲ့အုပ်ချုပ်ရေးကိုတပ်တွေကဝင်ရောက်ကင်တွယ်မယ်ဆိုရင်တချို့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ တစ်ဖက်မှာအုတ်ချုပ်ရတစ်ဖက်မှာစီမံရတစ်ဖက်မှာလီမြန်နဲ့ဘုံကျဲလို့အာပြည်သူလူထုကဲတင်ရဆိုပြီးတော့ကျွန်တော်တို့စစ်ပွဲပေါ့နော်ထိုးစစ်စင်နာရီကန်ဆက်ရှင်ကစားတဲ့နေရာတွေမှာအားနေသွားနိုင်ပါတယ်ဒါကြောင့်မို့မုံကုတ်မှာဒီကနေ့နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းရတပေါင်းစုနဲ့အုတ်ချုပ်မယ်ဆိုတဲ့အစီအစဉ်ကိုမငင်းပယ်လို့တော့လေဒီချက်ကောင်းတဲ့အကြံပြုချက်အနေနဲ့ကတပေါင်းစုဒီတပေါင်းစုလိုက်ပါ မုံကုတ်မှာရောက်နေတဲ့တက်တွေအားလုံး နားလည်မှုစာကြုံလာလက်မှတ်ရေးထိုးနိုင်ငံရေးစီရေးဆိုင်ရာသဘောတူညီမှုတပ်ပေါင်းစုဖွဲ့စည်းပါမတိနံပါတ်2စီရေးအစီအမံများအားလုံးကို joint coc ဆိုတဲ့ကွင်းဆက် coc တဒံနဲ့တမှုများကောက်စီစေဦးကြီးများကောက်စီဖွဲ့ပြီးမိုးကုတ်မြို့ကိုစီရေးအစီအမံများကိုတမှုများကောက်စီ စစ်ဦးစီးများကောင်စီမှတဆင့်ကင်တွဲဆုံးဖြတ်ချမှတ်ပါနံပါတ်၃မဟုတ်မျိုးရဲ့အုတ်ချုပ်ရေးနဲ့ပတ်သက်ပြီးတော့မြို့လူလူတရက်လုံးကိုဇွန်မီတင်တော်၎င်းခေါ်ယူပြီးတော့မြို့လူလူကရွေးချယ်တဲ့မြို့အုတ်ချုပ်ရေးကော်မတီမြို့အုတ်ချုပ်ရေးကော်မတီကိုတရက်ကိုဖွဲ့စည်းပြီးတော့မြို့အုတ်ချုပ်ရေးကော်မတီမှစီမံခန့်ခွဲမှုများကိုတတ်တော်များကကာကွယ်ပေးပြီးတော့ မြို့အုပ်ချုပ်ရေးကော်မတီရဲ့စီမံဆောင်ရွက်မှုမှတဆင့်မြို့ကိုကာကွယ်မဲ့မြို့ဆောင်တက်ကြီးဖွဲ့စည်းကဖက်စစ်တပ်ကိုခံစစ်ရှင်နဲ့တိုးစစ်ဝေးမှာမန္တလေးကိုလက်တပြတ်တိုက်ခိုက်နိုင်မဲ့စီရေးဗျူဟာများ ရှိခဲ့ရင်တော့အင်မတန်ကောင်းမွန်တဲ့အကောင်းဆုံးသောမိုးကုတ်ကာကွယ်ရေးတိုက်စစ်ဖြစ်လာပါလိမ့်မယ် ဖစစ်တက်ဟာမိုးကုတ်ကိုဝင်လာဖို့အတွက်ကျွန်တော်မနေ့ကပြောသလိုမနေ့က Allegro Review Channel မှာကျွန်တော်ပြောသလိုဆယ်တော်ကြီးစစ်ကြောင်းတစ်ကြောင်းကြောင်မြောင်းစင်ကူကစစ်ကြောင်းတစ်ကြောင်းတပိတ်ချင်းဘက်ကစစ်ကြောင်းတစ်ကြောင်းဆိုတဲ့စစ်ကြောင်း၃ကြောင်း၄ကြောင်းနဲ့ဝင်လာဖို့ရှေ့ပြေးလက္ခဏာတွေကိုစီစဉ်နေသလိုလီမြန်နဲ့ဘုံကျဲမယ်မယိုင်းမယ်ရုံမှာဖို့လေသူတို့ view ဟာအခုဆိုစွဲနေလာပါ အဲ့တော့မိုးကုတ်မြို့ကိုအကောင်းဆုံးကာကွယ်နိုင်ဖို့မန္တလေးကိုလက်တပြတ်စစ်ဆင်နိုင်ရှင်တော့အကောင်းဆုံးကန်စစ်ရှင်နဲ့ထိုးစစ်တရံဖြစ်ပါလိမ့်မယ်မန္တလေးကိုဝုံးစုံဝင်တိုက်နိုင်ရှင်တက်တောင်ဘိုးရုနဲ့စစ်ချီလာတာမျိုးမဟုတ်ဘဲနဲ့အလဲပိုင်းတိုင်းစစ်ဌာနကျုပ်လို့နေရာမျိုးကိုတိုက်ခိုက်ရေးမရှင်ကြီးတွေလုံနိုင်ရင်မိုးကုတ်မြို့ကိုထိုးမဲ့ထိုးစစ်တွေဟာ မန္တလေးကိုပြန်ကာကွယ်ရတဲ့အနေအထားမျိုးရောက်သွားနိုင်ပါတယ်အဲဒီတော့ပြောချင်တာကလီမြန်တဲ့ဘုံချင်းမှာဖြစ်တဲ့အတွက်ပုံရိပ်ရောင်တွေဖန်တီးပါလမ်းကြောင်းများအားလုံးကိုမုတ်ဆိုးထောင်ချောက်တွေမိုင်းတွေနဲ့ပိတ်ဆို့ကာယံပါကင်းရှေတွေချပါပြည်သူလူထုသတင်းပေးမှုကိုရယူပါအကောင်းဆုံး တော်လန်ကြီးရဲ့အကောင်းဆုံးတိုက်ပွဲတွေဟာထိုးစင်တိုက်စစ်ကလာတာဆိုတာကိုလည်းမမေ့ပဲခံစစ်ကိုအသေးထိုင်မချပဲခံစစ်ချင်တဲ့လက်တပြတ်တိုက်စစ်တွေဝင်နိုင်ဖို့ကိုလည်းပြည်စင်စုယုံကမိုးကုတ်မြို့ရဲ့စစ်ဦးစီးများ ကောင်စီတရဲ့ဖွဲ့စည်းဆောင်ရွက်စီစဉ်နေဆိုတဲ့အကြောင်းလူမြတ်ကျော်ကအကြံပြုပြစီအဲ့တော့ဒီကနေ့မှာဒီသတင်းတစ်ခု ਨੇ အချုပ်သတင်းလေးကတော့ညောင်လေးပင်မှာပဲခူးတိုင်းမှာလဲစော့ပလော့တီးကြပါတယ်ညောင်လေးပင်စီပင်ကျေးရွာကအုတ်ချုပ်ရေးမှုပြူစော်တီခေါင်းဆောင်တွေကိုရှင်းပါတယ်မြို့ပြပျောက်ကြားတပ်ဖွဲ့တွေဟာဒီကနေ့ဆိုရင်စစ်ကောင်စီတောက်တိုင်တွေဖြစ်တဲ့ပြူစော်တီတွေပြည်သူလူထုအကြမ်းဖက်နေတဲ့ရုပ်မာတွေနဲ့ဒူတွေအကုန်လုံးကိုတရဇက်ပစ်တံကတ်ရှင်းလင်းမှုတွေလုပ်နေတယ်လို့ပြည်သူလူထုကလည်းဒီလို မျိုးပြပျောက်ကြားတွေရဲ့တောက်တိုင်ရှင်လေးကိစ္စတွေမှာတူတူတမျိုးကြကြတမျိုးမတိအောင်တမျိုးတိအောင်တမျိုးနီလန်းအမျိုးမျိုးနဲ့မိမိရဲ့အသက်အန္တရာယ်မိမိရဲ့လုံခြုံရေးကိုရှေးရှုကအကူအညီပေးဖို့မြစ်တာရက်ခံ လုပ်ပါတယ်ဏီကုန်းနေနဲ့အာကတ်တတော်အီရဲ့အယွေ့ တယောက်ကဖီအားပေးလာရင်တုံ့ပြန်လာမယ့်အရခတ်တတော်ရဲ့တရားဝင်သတင်းစကားမြို့လေးမြို့ကိုတယောက်ဖီအားနဲ့တောင်းနေပြီဆိုတဲ့သတင်းစကားဟာအတည်ပြုလို့ရမရတမူးကျုပ်ရဲ့ပြည်သူလူထုထံမှာပြည်သူလူထုထံကိုပြန်လဲဂျေဇုတင်လွာဒီအခြေအနေတွေနဲ့အတူ အချုပ်ကရွေးကောက်ပွဲအတွက် မဖြစ်မနေမဲပေးရမယ်လို့တအိမ်တယောက်ဆင့်ခေါ်တာတွေလုပ်နေပါတယ် မဖြစ်မနေမဲမပေးပဲနေရင်အမျိုးဆုံးရုံမာတော့မှာဖြစ်ပါတယ်အဲ့တော့ပြည်သူလူထုအနေနဲ့မဲမဖြစ်မနေရှောင်လွဲလို့မရဘူးဆိုရင်ရေကောက်ပွဲအတွက်နဲ့မိမိအသက်နဲ့ပြီးပြီးဘဝလုံခြုံရေးအန်တရေကိုမထိခိုက်စေပဲဉာဏ်ပညာဖြစ်မိမိအသက်ရှင်ရည်ရည်ရှေ့ကိုခုံအောင်ဖို့ နောက်ကိုတလန်းဆုတ်ခါအကောင်ဆုံးဖစစ်တရဲ့ပရိယေမာယာနဲ့နိုင်ငံကြီးကြော်ကွင်းရုပ်မာရက်ဆက်မှုများကိုကြော်လွားနိုင်တဲ့ဉာဏ်ပညာနဲ့တော်လန့်ခြင်းပုံတံတန်ကိုဆောင်ရွက်စေချင်ပါတယ်ဒီအချိန်မှာမြို့ပြတွေမှာရန်သူဟာနီလန်းပေါင်းစုံကနေအင်အားတောင့်တင်းစွာနဲ့တော်လန့်ပြည်သူလူထုကိုပြည်သူလူထုတို့ကို လှုပ်လို့မရအောင်ရှုပ်ထားတယ်ကြက်ထားတယ်ဆိုတော့ကိုငင်းလို့မရပါဘူး။ဒါကြောင့်မို့ဒီလိုအခက်ခဲကြားကပြည်သူလူထုတော်လန့်ပြည်သူတွေဟာညံပါပါနဲ့ဆက်လက်အသက်ရှင်ရည်တည်၍မိမိလုံခြုံရေးအတွက်တချို့ကိစ္စတွေမှာထိတ်တိုက်ရင်မဆိုင်ပဲမပြိမနေမဲပေးရမယ်ဆိုရင်လဲတွားပေးလိုက်ချပါဒါပေမဲ့ပေမဲတွေဖြစ်အောင် စီစဉ်နိုင်ဖို့တနိုင်ငံလုံးပယ်မယ်ဖြစ်စေဆိုတဲ့အကျေတဝင့်တရင်စကားဗီဒီယိုတစ်ခုကိုလည်းနောက်နေ့မှာကျွန်တော်လုပ်ပါဦးဒီနေ့တော့အာရခတ်တတ်တော်အီတမှုချုပ်ဘိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ဂျေဇုတင်တော်ကိုလေးစားစွာအတိပေးခြင်းအကယ်၍မှာတရုတ်ကတရဝင်းဖိအားပေးပြီး အာခတ်တတော်အီနဲ့တပ်ပေါင်းစုတွေကိုဖိအားပေးပြီးမြို့တွေကို ပြန်တောင်းရင်လုံးဝလက်မခံပဲငင်းဆန်တောင့်ခံအန်တုနိုင်လိမ့်မယ်လို့ယုံကြည်ကြောင်းပြောကြရင်အလုံးကိုဂျေဇုကျင်ပါတယ်